းချိန်ခါမှာတရားရှုမှတ်ရမယ့်အချိန်ခါဖြစ်ပါတယ်။မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကသဗ္ဗေသင်္ခါရအိသာတိယရာပညာယပတ္တတိအထနိဗ္ဗန္တိဒုက္ခေဧတမကောဝိတုဒ္ဓိယလို့တရားရှုမှတ်ခြင်းနဲ့ပတ်သက်လို့သုံးမဩဝါဒပေးထားတော်မူခဲ့ပါတယ်။ သဗ္ဗေလုံးစုံကုန်သောသင်္ခါရယုံနံဓမ္မသင်္ခါရသဘောတရားတို့သည်အနိစ္စမမြဲဘူးဣတိဤသို့ယရာချင်းခန္ဓာပညာယပညာဖြင့်ပတ်သက်သည့်ရှုမြင်သုံးသပ်၏အထာအဲ့ဒီလိုရှုမြင်သုံးသပ်တဲ့အခါမှာဒုက္ခမိမိမြင်လိုက်ရတဲ့သင်္ခါရယုံနံတို့ရဲ့ဖြစ်ပျက်ဒုက္ခသစ္စာ၌ နိဗ္ဗာန်တည်းညင်းငွေတဲ့ဉာဏ်นี่ဖြစ်ပေါ်လာ၏ဣဒ္ဓဣဒ္ဓအဲ့ဒီဉာဏ်ဖြစ်လာခြင်းသည်ပင်လည်းယင်ဝိတ္တုတ္တိယကိလေသာမှဆင်ကြဲခြင်းရဲ့မကောလမ်းကြောင်းလမ်းမှန်ဖြစ်ပါတယ်လို့အဲ့ဒီလိုအတိတ်ပဲယူအမှန်ဖြစ်ပါတယ်ဒီတော့ဒီကာရကလေးရဲ့အလိုအရာ တပ္ပိသင်္ခါရအိဆာတပ္ပိလောကမှာအာလုံးအရာဝတ္ထုအာလုံးအဲ့ဒီလောကမှာရှိတဲ့အရာဝတ္ထုအာလုံးဟာသင်္ခါရသင်္ခါရတရားတွေကြီးပဲလောကီနယ်ပယ်မှာသင်္ခါရတရားတွေကြီးပဲလောကုတ္တရနယ်ပယ်မှာသိပင်လျင်နိဗ္ဗာန်မှတပါး မတရားဖို့တရားတွေဟာအဲ့ဒါသူတို့လည်းပဲသင်္ခါရတရားတွေကြီးပဲအဲ့ဒီသင်္ခါရတရားဆိုတာဘယ်လိုတရားမျိုးလဲဆိုရင်အကြောင်းနဲ့အကျိုးဆက်သွယ်ပြီးတော့ဖြစ်နေတဲ့တရားအားလုံးဟာသင်္ခါရတရားတွေကြီးပဲမိမိတို့ရဲ့တန်တမ်းမှာပုံမှန်တရပညာကြီးကတော့ရှိနေတာပဲ ဒါပေမဲ့အဲ့ဒီပုံမှန်သရံပညာကြီးဟာယနေ့ရှုရမယ့်ဝိပဿနာရဲ့အရှုကမဟုတ်ပါဘူးပုံမှန်သရံပညာကြီးကို သင်္ခါရတရားလို့ပြောလို့မရပါဘူးသင်္ခါရသရအဲ့ဒီပုံမှန်သရံပညာကြီးထဲမှာရှိတဲ့အကြောင်းလေးကတိုက်ဆိုင်တဲ့အခါမှာတဖွာဖွာပေါ်ပေါက်လာတဲ့အကျိုးတရားတွေဒီတာသင်္ခါရတရားဖြစ်ပါတယ် ီတော့သင်္ခါရဆိုတာဟာမျက်စိနဲ့ကြည့်လို့မရစကောင်းနဲ့ပုံမှန်သဏ္ဍာန်လည်းမဟုတ်တဲ့တဘာဝတရားကလေးတွေကိုကသာမသိလိုက်ပေမဲ့မိမိခန္ဓာမှာစက္ကန့်နဲ့အမျှပြောင်းလဲနေတဲ့တဘာဝတရားကလေးတွေရှိနေတယ်ရုပ်ဘက်ကလည်းပဲအကြောင်းနေပြောင်းလဲတိုင်းပြောင်းလဲတိုင်းအကြောင်းနေ ဆောင်းတိုင်းဆောင်းတိုင်းအများရန်ပေါ်ပေါက်လာတဲ့တဘာဝတရားလေးတွေရှိတယ်အဲ့ဒီတဘာဝတရားလေးတွေဟာသင်္ခါရတရားတွေပဲနာမ်ဆိုတဲ့အသိနဲ့ပတ်သက်လို့လည်းပဲအကြောင်းတွေတိုက်ဆိုင်တိုင်းတိုက်ဆိုင်တိုင်းအကြောင်းတွေပြောင်းလဲသွားတိုင်းပြောင်းလဲသွားတိုင်းပေါ်ပေါက်လာတတ်တယ် သဘာဝတရားလေးတွေရှိတယ်အဲ့ဒါသင်္ခါရတရားပဲယသဘာဝနဲ့ပတ်သက်လို့ကာယကြည်ယုံနဲ့ဒုတိယဇာအာယုံနဲ့တိုက်တဲ့အခါမှာရုပ်တွေဖောက်ပြန်မှုတွေဖြစ်တယ်ကံကြောင့်လည်းပဲရုပ်တွေဖောက်ပြန်တယ်စိတ်ကြောင့်လည်းရုပ်တွေဖောက်ပြန်တယ်ဥဒ္ဒုကြောင့်လည်းရုပ်တွေဖောက်ပြန်တယ်အာဟာရကြောင့်လည်းရုပ်တွေဖောက်ပြန်တယ် တခုကိုထိုင်နေရင်မှာကိုပဲမိမိရဲ့စိတ်ကဖြစ်ပေါ်လာတဲ့အခြေအနေအားလျော်စွာယုတ်တရားကလေးတွေကလည်းပဲအမျိုးမျိုးဖြစ်ပေါ်နေတယ်ထိုင်နေတုန်းမှာထိုင်နေတဲ့စိတ်ကြောင့်ထိုင်နေတဲ့ယုတ်တွေဖြစ်နေတယ်ဟောဘယ်ဒီပဲလှုပ်ခြင်းတဲ့စိတ်ကြောင့်ဟောဘယ်ဒီပဲလှုပ်တဲ့ယုတ်တွေဖြစ်နေတယ် ဝင်လေးလေးဝင်ခြင်းတဲ့စိတ်ကြောင့်ဝင်လေးလေးဖြစ်တယ်။ထွက်လေးလေးထွက်ခြင်းတဲ့စိတ်ကြောင့်ထွက်လေးလေးဖြစ်တယ်။ထုံနည်းတူသာပါပဲ။အပြင်ပကရာသီဥဒုအမျိုးမျိုးကြောင့်လည်းပဲရုပ်တွေအမျိုးမျိုးဖြစ်နေတယ်။အပြင်ပကရာသီဥဒုကပူရင် ပူတဲ့ရုပ်ဖြစ်တယ်။အပြင်ပကရာသီဥဒုကအေးရင် အေးတဲ့ရုပ်ဖြစ်တယ်။ ာယကြည်ယုံနဲ့တွေ့ရစရာအာယုံနဲ့တိုက်တဲ့အခါမှာပုံမှန်နဲ့ပို့ပြီးတော့ရုပ်တွေဖောက်ပြန်တာလည်းရှိတယ်။နားရခြင်းနဲ့ကြိုက်တဲ့ခဲတဲ့ထုံနဲ့တောင်းနဲ့တင်းနဲ့ဒါတွေဟာလည်းပဲအကြောင်းကြောင့်ဖြစ်တဲ့ကြိုးတရားတွေပဲ။သောသောကမနာဖို့ခုနာလာတယ်။နာရကနေထုံလာတယ်။ထုံရကနေကျင်လာတယ်။ကျင်ရကနေကြိုက်လာတယ်။ဒါတွေဟာရုပ်တရားဖောက်ပြန်မှုတွေပဲ။ အဲ့ဒီရုပ်ဖောက်ပြန်မှုတွေဟာမျက်စိနဲ့ကြည့်လို့မရပါဘူးဉာဏ်နဲ့မှကြည့်လို့ရတာမျက်လုံးကလေးမှိပြီးတော့တတိထအကဲခတ်ကြည့်လိုက်ရင်အဲ့ဒီဖောက်ပြန်မှုတွေတွေ့ပါလိမ့်မယ်အဲ့ဒီဖောက်ပြန်မှုတွေရတဲ့ဘုံစံနဲ့ဖြစ်နေတာမဟုတ်ပါဘူးအမျိုးမျိုးဖြစ်နေတာပါတကူတည်းဖြစ်နေတာမဟုတ်ပါဘူးအများကြီးဖြစ်နေတာပါတကုတ်ပြတ်သွားတဲ့နေရာမှာနောက်တကုတ်စားထုတ်ဝင်လာတယ်အဲ့ဒီသူအဲ့ဒီတရားပြတ်သွားတဲ့နေရာမှာနောက်တကုတ်စားထုတ်ဝင်လာတယ် ဖြစ်လိုက်ပြလိုက်စားထုတ်လိုက်ဆိုပြီးတော့ယုတ်တရားတွေအများအားဖြစ်နေရေထဲမှာမြည်ရေကလေးစီးစင်းနေတဲ့အခါမှာကိုယ့်ရဲ့မျက်စိအောက်မှာပင်လျင်ရေလျင်အစင်တန်းပြီးတော့ဖြစ်နေတယ်လို့မိမိတဏ္ဍာမှာလည်းပဲယုတ်တွေစင်တန်းပြီးတော့ဖြစ်နေတယ်အဲ့ဒါသင်္ခါရတရားတွေပဲ အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေပဲနတ်တရားဆိုတာဟာလည်းပဲသူလည်းပဲအကြောင်းတိုက်ဆိုင်ရင်အကျိုးတရားတွေဖြစ်နေတယ်နိုင်ရဲ့အကြောင်းကတော့နှမျိုးရှိတယ်အာယုန်နဲ့တွာရမျက်စိအကြည့်နဲ့အဆင်းနဲ့တိုက်တယ်နတ်တရားတွေပေါ်တယ်နားကြည့်နဲ့သံနဲ့တိုက်တယ်နတ်တရားတွေပေါ်တယ်နှာခေါင်းကြည့်နဲ့နတ်နဲ့တိုက်တယ်နတ်တရားတွေပေါ်တယ် လျာကြည်နဲ့အရသာနဲ့တိုက်တယ်နန္တရားတွေပေါ်တယ်ကာယကြည်နဲ့တွေးသည့်ဇာတွေနဲ့တိုက်တယ်နန္တရားတွေပေါ်တယ်မနောနဲ့တွေးတော်ဇာနဲ့တိုက်တဲ့ခန္ဓာလည်းပဲနန္တရားတွေပေါ်တယ်ကိုကသာတိမထာမိပြင်မဲ့လို့လည်းပဲတို့ကြအတန်ကလေးကြားလိုက်တို့ကြအနံကလေးနမ်းလိုက်ယခုလိုထိုင်နေတဲ့အခါမှာ လျာကလေးလိမ့်တဲ့အခါတွေ့ရေကလေးနဲ့တွေ့တဲ့အခါအရသာဖြစ်တဲ့စိတ်ကလေးပေါ်လိုက်ထိုင်နေတဲ့အခါကျတော့အောက်ကဖြာသိမ်းမြူးကြပြင်းနဲ့တွေ့ထိနေတဲ့အတွေ့အထိကလေးအပေါ်မှာထိသည့်စိတ်ကလေးပေါ်လိုက်တို့ကြနားလို့နာမှန်သိတဲ့စိတ်ကလေးပေါ်လိုက်ကျင်းလို့ကျင်းမှန်သိတဲ့စိတ်ကလေးပေါ်လိုက်ကြိုက်လာလို့ကြိုက်မှန်သိတဲ့စိတ်ကလေးပေါ်လိုက်ထုံလာလို့ထုံမှန်သိတဲ့စိတ်ကလေးပေါ်လိုက်ပူလာလို့ပူမှန်းသိတဲ့စကလေးပေါ်လိုက်အေးလာလို့အေးမှန်းသိတဲ့စကလေးပေါ်လိုက် ဒါတွေလည်းနန္တရားတွေပဲခန္ဓာကိုယ်ကဘာမှမဖောက်ပြန်မှုမဖောက်ပြန်ရင်တောင်မှ ဖောက်တော့ဖောက်ပြန်တယ်ထင်နေရှားရှားမရှိရင်တောင်မှမိမိစိတ်ကဟိုရောက်ဒီရောက်နဲ့တွေးနေတယ်အတွေးအာယုံကလေးတွေစီကိုရောက်နေတယ်တွေးစရာအာယုံကလေးတွေလာတိုက်နေတယ်တွေးစိတ်ကလေးတွေဖြစ်နေတယ် တွေးစရာအယုံဆိုတာတကယ်တမ်းကြတော့မိမိစိတ်ထဲမှာပုံဖော်ပြီးတော့ဖြစ်နေတဲ့အာယုံတွေပါပဲတကယ်ရှိတဲ့အာယုံမဟုတ်ပါဘူးဒါပေမဲ့မိမိကအဲ့ဒီအာယုံကိုအာယုံပြီးပြီးတော့တွေးမိနေတယ်တွေးစိတ်ကလေးဖြစ်နေတယ်အဲ့ဒီတွေးစိတ်ကလေးဟာလည်းပဲအမြင့်တန်းနေတယ်အစင်တန်းနေတယ်တခုတည်းဖြစ်နေတာမဟုတ်ဘူးတပုံစံနဲ့ဖြစ်နေတာမဟုတ်ဘူး အဲ့ဒီတွေးစိတ်ကလေးဖြစ်နေခြင်းဟာလည်းပဲအကြောင်းအမျိုးမျိုးတိုက်လို့အာယုံအမျိုးမျိုးတိုက်လို့စိတ်တွေအမျိုးမျိုးဖြစ်နေတာဒါကြောင့်သူလည်းပဲအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားသင်္ခါရတရားပဲဒီတော့မြင်စိတ်ရဲ့ကြားစိတ်ရဲ့နားစိတ်ရဲ့စားစိတ်ရဲ့ယန္တာကောင်းစိတ်ရဲ့တွေးတော်စိတ်ရဲ့ဒီစိတ်တွေအားလုံးဟာအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတဲ့တရားတွေမို့လို့သူတို့ဒီသင်္ခါရတရားတွေကြီးပဲ နာဆိုတဲ့သင်္ခါရတရားကလည်းပဲခိုင်ခန့်တည်တတ်နေတဲ့ခိုင်မြဲတဲ့သဘောတရားတစ်ခုမှမရှိပါဘူးသူတို့လည်းပဲတစ်ခုပြဲလို့နောက်တစ်ခုသိပေါ်လိုက်တစ်ခုပြဲသွားလိုက်နောက်တစ်ခုသိပေါ်လိုက်အဟောင်းအဟောင်းသောတရားတွေပြက်ပြက်သွားတဲ့နေရာမှာအသေးသေးသောတရားတွေစားထိုးပြီးတော့ဖြစ်နေတာအဲ့ဒီလိုမြင်လိုက်တဲ့အခါကျတော့ ယုတ်တရားနံတရားစရာကအကြောင်းကြောင့်ဖြစ်တဲ့ဂျိုးတရားမလို့သင်္ခါရအများရန်ဖောက်ပြန်ပြည့်စည်ပြီးတော့အတိတ်တရားတွေစားထိုးနေတာမဟုတ်လို့အနေဆာသင်္ခါရနဲ့အနေဆာသင်္ခါရဆိုတာကအကြောင်းတိုက်ဆိုင်လို့ဖြစ်တဲ့အကျိုးတရားအနေဆာဆိုတာကသာဝရတည်တက်နေတာမဟုတ်တဲ့ဖောက်ပြန်ပြည့်စည်နေတဲ့ပြက်ပြက်သွားတတ်တဲ့တရား သဘောအဲ့ဒါဒီအနေစအဲ့ဒီသင်္ခါရနဲ့အနေစကိုမြင်အောင်ကြည့်ပါတဲ့မိမိမြင်နေကြအမြင်ကတော့ပုံမှန်သလားဒီပေါင်ကခြေလက်ပုဂ္ဂိုလ်တ attva ငါဒီလိုမြင်နေတာအဲ့ဒီပုံမှန်သလားဒီပေါင်ကခြေလက်ပုဂ္ဂိုလ်တ attva ငါဆိုတာက သင်္ခါရတရားမဟုတ်ပါဘူးအဲ့ဒါပညာတရားတွေပါအခုကြည့်ရမှာကပုံမှန်သလား ုဂ္ဂိုလ်တ attva ငါးကိုကြည့်ရမှာမဟုတ်ဘူးအဲ့ဒီပုံမှန်တရံကြီးထဲမှာရှိနေတဲ့အကြောင်းတိုက်လို့ဖြစ်တဲ့အကျိုးတရားတွေကိုကြည့်ရမှာအခုအကြောင်းတိုက်လို့အခုပေါ်တဲ့ခန္ဓာသည်ပြစ္ဆုတ်ပါခန္ဓာအခုအကြောင်းတိုက်လို့အခုမှ ပေါ်တဲ့ခန္ဓာသည်ပြစ္ဆုတ်ပါခန္ဓာဒီတော့အကြောင်းတွေကအများတန်းတိုက်နေတယ်အကျိုးတွေကလည်းအများတန်းပေါ်နေတယ်အဲ့ဒီပေါ်နေတဲ့အကျိုးတရားတွေထဲမှာ မိမိမသိလိုက်ဖဲနဲ့ကြော်လွန်သွားတဲ့ပျက်စီးသွားတဲ့အကျိုးတရားသင်္ခါရတရားတွေကိုပြန်ကြည့်ဖို့မလိုဘူးမပေါ်သေးတဲ့မဖြစ်သေးတဲ့တရားကိုလည်းမျောပြီးတော့စိတ်ကူးပြီးတော့ပုံဖော်ပြီးတော့ကြည့်ဖို့မလိုဘူးတခါတခါတွေးနေတဲ့ကိုဖြစ်ကျင်တာလေးတွေအာယုံပြုပြီးတော့ကိုဖြစ်စေခြင်းတယ်လို့ပုံဖော်ပြီးတော့တွေးနေတတ်တယ်အဲ့ဒီလိုတွေးနေတာကိုပဲတကယ်ဖြစ်တယ်လို့ထင်နေတတ်တယ် အဲ့ဒီလိုအတွေးနဲ့ပုံဖော်ပြီးတော့မကြည့်ရပါဘူးတဲ့တရီလေးနဲ့ကပ်ပြီးတော့ဒါကြည့်လိုက်ပါတမာရီလေးနဲ့စိုက်ပြီးတော့ဒါကြည့်နေပါတတိနဲ့တမာရီနဲ့စောင့်ပြီးတော့ကြည့်နေရင်အကြောင်းတိုက်လို့ဖြတ်ကနေပေါ်လာတဲ့အကျိုးတရားလေးတွေ့ရပါလိမ့်မယ်မတွေ့လိုက်ဖက်လုံသွားတဲ့တရားကိုပြန်အာယုံပြုတ်မနေနဲ့မပေါ်သေးတဲ့တရားကိုလည်းလှမ်းမြော်ပြီးတော့ပုံဖော်ကြည့်မနေနဲ့သိလိုက်တဲ့တရားကိုပဲကြည့် ထင်ရှားတဲ့တရားကိုပဲကြည်အခုမှ အကြောင်းတိုက်လို့အခုပေါ်တဲ့သဘာဝကိုပဲကြည်အဲ့ဒါဒီပြစ္ဆုတ်ပံခန္ဓာဝိပဿနာရဲ့ရှုကံဆိုတာဟာသင်္ခါရသင်္ခါရဆိုပေမဲ့အတိတ်သင်္ခါရလည်းမဟုတ်ဘူးအနာဂတ်သင်္ခါရလည်းမဟုတ်ဘူးပြစ္ဆုတ်ပံသင်္ခါရအတိတ်တုန်းကကြော်လွန်သွားတဲ့တရားကိုလည်းကြည်ရမှာမဟုတ်ဘူးအနာဂတ်မရောက်သေးတဲ့တရားကိုလည်းကြည်ရမှာမဟုတ်ဘူးအခုပေါ်စေခန္ဓာကိုယ်သာကြည်ရမှာအဲ့ဒီလိုကြည့်တဲ့အခါကျတော့အခုမှ အကြောင်းတိုက်လို့အခုပေါ်တာမဟုတ်လို့သင်္ခါရကြည်နေရင်ကြည်နေစဲမှာပဲမရှိတော့ဘူးဆိုတာသိလိုက်ရလို့အနိစ္စသင်္ခါရနဲ့အနိစ္စအဲ့ဒီသင်္ခါရနဲ့အနိစ္စသဘောပေါက်သွားရင်နိဗ္ဗာန်တည်းညင်းဝေသွားတာပဲဒုက္ခဒီသင်္ခါရတရားတွေဟာမမြဲလို့ ဒုက္ခသစ္စာတရားတွေပါပဲလို့သဘောပေါက်သွားတာပဲဒုက္ခသစ္စာပါပဲလို့သဘောပေါက်ရင်အဲ့ဒီဒုက္ခသစ္စာအပေါ်မှာယုံမုံကြီးငွေတဲ့သဘောတွေဖြစ်လာတယ်ယုံမုံကြီးငွေတဲ့သဘောတွေဖြစ်လာရင်တဏှာကိလေသာလေးတဖြည်းဖြည်းပါသွားတာပဲသင်္ခါရတရားပါပဲလို့သဘောပေါက်လာရင်ဒိဋ္ဌိကိလေသာလေးပါသွားတာပဲဒါပုဂ္ဂိုလ်တ attva မဟုတ်ဘူးယုံနာခန္ဓာသင်္ခါရတရားပဲဆိုတော့ဒီအပေါ်မှာပုဂ္ဂိုလ်တ attva လို့ဆွဲနေတဲ့ဒိဋ္ဌိအမြင်လေးလည်းကင်းစင်နေတယ် ဖောက်ပြန်ပြစီနေလို့ယုံမုံညင်းငွေစရာကောင်းတဲ့တရားပါပဲလို့သဘောပေါက်တဲ့အတွက်တာယတ္တမနှိမ့်သက်တဲ့ဒနာကိရိတာလေးလည်းစင်းနေတယ်အမှန်တိုင်းသိလို့အဝိဇ္ဇာကိရိတာလေးလည်းစင်းနေတယ်အဲ့ဒီကိရိတာလေးတွေစင်းအောင်ကြိုးစားတဲ့အလုပ်သည်ဝိပဿနာအလုပ်ပါပဲလို့အဲ့ဒီဝိပဿနာအလုပ်ကိုလှုပ်သွားနိုင်ရင်ဣဒ္ဓမကဝိသုဒ္ဓိယအသုတ်တည်းအတိုင်းပဲနိဗ္ဗာန်ရောက်ကြောင်းအလုပ်တစ်ခုဖြစ်ပါတယ်လို့အဲ့ဒီလိုသဘောပေါက်ပြီးတော့ သင်္ခါရနဲ့အနိစ္စကို ပိုင်ပိုင်နဲ့နဲ့သိပြီးညီငွေတဲ့ညံပေါ်အောင်ကြိုးစားပြီးတော့ရှုမှတ်သုံးသပ်ပွားများပေးလိုက်ကြ